ဘဝမှာအပျော်ရည်ကြီးပဲလိုချင်ပေမဲ့အပျော်ရည်ပဲမလာပဲနဲ့ငိုစရာတွေစိတ်ထိခိုက်စရာတွေလည်းပဲမနာတမ်းလာတတ်တယ်ဆိုတာကိုသတိမူထားဖို့တော့လိုကြတယ်ဘယ်လိုလူမှကိုမိသားစုနဲ့ရှင်ကွဲကွဲခြင်းတို့တေးကွဲကွဲခြင်းတို့ကြုံကျင်ကြမှာမဟုတ်ဘူးဒါပေမဲ့လည်းကြုံနေကြတာပဲလူတိုင်းဟာကိုမိသားစုနဲ့ကိုတေးတပန်တတ်တဆုံးပြောပြောပါပါနဲ့ အောင်အောင်မြင်မြင်ဆိုတဲ့ဘဝတွေကိုတိဆောက်ချင်ကြတာကြီးပဲဒါပေမဲ့စံတော်တွေ ပြည့်သလားလို့ကြည်ပြန်တော့မပြည့်ကြဘူးအမျိုးမျိုးသော အကြောင်းတရားတွေနဲ့ပျက်စီးတာတွေကို ကြုံကြရတယ်မြတ်စွာဘုရားတရားတော်အရာဆိုရင် ရှင်ကွဲကွဲချင်းသေကွဲကွဲချင်းဆိုတဲ့အရာတွေကိုချစ်တဲ့တရှိတွေတမဲ့တွေဒီအရာတွေနဲ့ကွဲရရတယ်မဖြစ်မနေကိုကွဲကြရတယ် ကွဲခြင်းသည်ဖြစ်ဖြစ်မကွဲခြင်းသည်ဖြစ်ဖြစ်တနေ့တော့ခွဲခွာရတာပဲအဲ့ဒီလိုခွဲခွာရမယ့် အရာဟာမလွဲမသွေရောက်လာမယ်ဒါကြောင့်ကြိုးတင်ပြင်ဆင်ပြီးတော့တရားနဲ့ပြည့်အောင်ကြိုးစားဖို့မြတ်စွာဘုရားမှာရတာလောကကြီးမှာမြဲတယ်ဆိုတာပါမှမရှိဘူးကိုကိုတိုင်းကအစကိုစိတ်ခံစားချက်တွေတောင်းမှ မြဲမှမမြဲတာအခုစိတ်ချမ်းသာနေပေမဲ့တော်တော်ကြာစိတ်ဆင်းရဲသွားတာ အဲ့ဒီစိတ်ဆင်းရဲတာကနေပြန်ပြောရင်ပြောနေပြန်ရောဒီတော့ကိုကိုတိုင်ရဲ့စိတ်ခံစားမှုတွေတောင် မတည်မြဲတာကျန်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေဆိုတာမျိုးကြပိုဆိုးတာပေါ့ဒါမှဘယ်လိုဘေးအန္တရာယ်မှ မရှိဘူးဆိုရင်တောင်မှကြာလာရင်ဟောင်းသွားတာပဲဟောင်းလာပြီးတဲ့အခါပျက်စီးသွားတာပဲအဲ့ဒီတော့ဘေးတွေနဲ့ကြုံနေဆိုတဲ့အခါကြတော့ပျက်စီးဖို့ပုံများတာပေါ့ ဒီလိုများတဲ့အချိန်မှာမခံစားနိုင်ကြပါဘူးခံစားနိုင်ပါတယ်ဆိုတဲ့သူဟာထိခိုက်မှုနည်းသေးလို့ပါပဲတမိသားစုလုံးကပ်ပေးကြီးတစ်ခုတည်းပါသွားပြီးတယောက်တည်းရှင်ကြံခဲ့တဲ့သူတွေလောကမှာအများကြီးရှိတယ်အားလုံးဘယ်သူမှမရှိတော့ကိုယ်လည်းပဲဆက်ပြီးတသက်မရှင်ကျင်တော့ဘူးဒီလိုလူတွေရှိတယ်ဒါဘုန်းကြီးတို့ကိုယ်တွေကိုမိသားစုတွေအကုန်လုံး ဆုံးရှုံးသွားတဲ့အချိန်မှာကိုလည်းဆက်ပြီးတော့အသက်မရှင်ခြင်းဘူး။ဒါပေမဲ့အဲ့ဒီထဲကမှ အစိုးရကအကောင်ညံသုံးလိုက်တာ။တေရဲသူတွေတေသွားတဲ့နောက်မှာမင်းဘလို့ဆက်ပြီးတော့အသက်ရှင်မလဲလို့ကိုကိုကမေးတာ။ဘယ်သူမှမရှိတော့ရင်ကိုရဲ့လောကရန်ကို ကိုကိုတိုင်းရင်ဆိုင်ရမှာ။အဲ့တော့တတ္တိရှိမှဖြစ်မယ်။အတင်းထားမှဖြစ်မယ်။သူများတွေလည်းဒီလိုပဲ သူတို့ဒုက္ခဒုက္ခတွေနဲ့သူတို့လောကဒဏ်ကိုရင်ဆိုင်နေတယ်လို့ကိုယ်လည်းကိုယ်ဒုက္ခကိုယ်ပဲရင်ဆိုင်ရမှာပါလား။သွားတွေးလိုက်တော့ကိုယ်တိုင်ပဲစ조사ပြီးတော့ကိုယ်တိုင်ပဲကိုယ်မျက်ရည်ကိုသိမ်းရတာပဲ။ဘယ်သူမှမျက်ရည်သိမ်းမပေးဘူး။ဒီနေရာမှာမှယင်နစ်သူဝါကူထိုးမြင်နေရလှန်ဆိုင်ဆိုတဲ့အရာတွေကြုံကြတယ်။လောကကြီးအင်မတန်မှတန်ဝေကရောက်ပါ။ဒီဘက်ကလူကစိတ်ထိခိုက်ကြေကွဲနေတဲ့အချိန်မှာ အဲ့ဒီစိတ်ထိခိုက်ကြေကွဲတဲ့သူကိုပဲအမျက်ထုတ်ဖို့ကြိုးစားတဲ့သူ အနိုင်ယူဖို့ကြိုးစားတဲ့သူ ဆိုတာကလည်းမရှားဘူးသူဒုက္ခရောက်နေလို့ဆိုပြီးတော့ကိုချင်းစာပေးမဲ့သူတွေပေါ်လာမယ်လို့မမျှော်လင့်ပါနဲ့ပို့ပြီးတော့ဒုက္ခပေးသွားမဲ့သူမျိုးနဲ့ကြုံရတာအံ့ဩစရာတောင်မဟုတ်တော့ဒါလောကလူတွေရဲ့တဘာဝပဲတရားမသိတရားမရှိတဲ့သူတွေကတော့ဘယ်သူမြဲရဘလောက်ကြကြ မြင့်ရကြတဲ့သူတွေကစီကနေအမျက်ထုတ်တတ်တဲ့မသားပါစတ်သေးကကရောကာကိုတော့နှိုက်သုံးတတ်တယ်လို့ရှေးလူကြီးတွေဆိုခဲ့တာကိုဒီလိုဆိုတော့ဒုက္ခရောက်သူကို ပို့ပြီးတော့ဒုက္ခရောက်အောင်နှိမ့်ဆက်တဲ့သူ ဆိုတာမျိုးတွေကလည်းလောကမှာမရှားပဲဆိုတာတန်ဝေကရပွဲတွေ့ပါလိမ့်မယ်ကိုကိုတိုင်းကြုံမှကိုကိုတိုင်းယုံပါလိမ့်မယ်ဒါတော့ကြံခဲ့တဲ့သူရဲ့ ဘဝခရီးဘသူဖန်တီးပေးမှာလဲဘသူမှမဖန်တီးပေးဘူးကိုကိုတိုင်ဖန်တီးရတာအဲ့ဒီကြောက်เสียအောင်တော့လောကရာကိုကြံ့ကြံ့ခံနိုင်အောင်လို့အန်ကျိတ်ပြီးတော့ဆက်ပြီးတော့ရှောက်ရတာတတိရှိဖို့တော့လိုတယ်အဲ့ဒီခွန်အားတွေကိုဘယ်ရရသလဲဆိုရင်တရားကပဲရတယ်မိတ်ဆွေအပေါင်းအသင်းစီကရသလားဆိုတော့လည်းမရဘူးဆွေမျိုးတွေစီကရသလားဆိုတော့လည်းမရဘူး တပြေတပန်းတွေစီကရသလားလို့ဆိုပြန်တော့လည်းမရဘူးကိုကိုတိုင်ကိုစိတ်ကို တရားနဲ့ဆုံးမပြီးတော့ရင့်ကျက်အောင်ငိုခြင်းနေတာကိုမငိုတော့အောင်ကြာနေတဲ့မျက်ရည်တွေဆက်ပြီးတော့မကြတော့အောင်ကိုကိုတိုင်ပဲကိုကိုကိုဆုံးမရတာဒုက္ခရောက်ပြီးဆိုတဲ့အချိန်မှာတတိထားဝယ်တစ်ခုကညီးပြရင် လူတွေကမကြိုက်ဘူးအဲ့တော့ညီးမပြတော့ဘူးမျက်ရည်ကျရင်လူတွေကမကြိုက်ဘူးကဲ့ရဲ့ပြန်ရော ဲ့တော့ကိုတအားဝမ်းနေနေရတာနဲ့ကိုမြင့်ရရကြလို့မရဘူးလောကကြီးကလည်းအင်မတန်ထူးဆန်းတာကိုရဲ့အောင်မြင်မှုတစ်ခုခုကြောင့်ဝမ်းသာမယ်ဆိုရင်တော့လွတ်လွတ်လပ်လပ်ဝမ်းသာလို့မရဘူးလူတီတူတီဝမ်းသာလို့မရဘူးမနာလိုမဲ့သူတွေအများကြီးပေါ်လာတယ်အဲဝမ်းနေပြီဆိုရင်လေလူတီတူတီဝမ်းနေလို့မရဘူးလူရှိသူရှိမျက်ရည်ကြလို့မရဘူးအဲအမူပေါ်လာပါဆိုပြီးတော့ ကဲရခံရပြန်ရောဒီတော့ဝမ်းသာတယ်ဖြစ်စေဝမ်းနေတယ်ဖြစ်စေကို့မှာကပ်ဘေးတွေနဲ့ကြုံကြိုက်လို့ဘလောက်ပဲပူဆွေးနေရပါစေဘာမှမဖြစ်တဲ့လူကြီးလိုနေပြရတယ်အဲ့ဒါလောကပဲအဲ့ရှိလဲလူမသိစင်နဲ့မရှိလဲလူမသိစင်နဲ့ဝမ်းသာလဲလူမသိစင်နဲ့ဝမ်းနေလဲလူမသိစင်နဲ့အဲ့တိုင်းနေတတ်အောင်စူးစမ်းသွားတော့မှအဆင်ပြေတော့တာငိုကြံလည်းမငိုရည်ကြံလည်းမရည်ဘူး တော့ကကြီးမှာကန့်လန့်ကြီးဖြစ်လာတာဒါပေမဲ့အဲ့ကန့်လန့်ကြီးဖြစ်တာကိုကကောင်းတာကိုရင်ထဲမှာအပူတွေဘလောက်များများသူများကိုချကြလို့မရဘူးသူတို့အပူတွေဒါကိုကိုပြောမိပြောမယ်သူတို့အပူတွေဒါကိုကို ပေးခြင်းပေးမယ်ကိုအပူသူတို့ကိုပြောပြလို့မရကိုမရဘူးအဲကိုစီမရာတလောက်ကတော့ယူမှာပဲမပေးနိုင်တဲ့နေကြကန့်ထွက်သွားတာပဲအဲ့တော့ကိုကတယောက်တည်းကြံခဲ့တဲ့သူလောကကြီးထဲမှာကိုမိသားစုတွေကိုကို ဆုံးရှုံးလိုက်ရပြီး ကပ်ဘေးတွေနဲ့ကြုံလိုက်ရပြီးဒုက္ခတွေရောက်နေပြီးကိုကျင်းစားလိုက်မယ်လို့ညှော်လင့်တာကိုကြီးလိုက်မယ်လို့ညှော်လင့်တာမကူညီပါဘူးကိုကျင်းမစားပါဘူးကိုယ်တိုင်မှမကြုံကြတာဟုတ်အဲ့လိုဆိုတဲ့အခါကျတော့တွေ့သည်မကြုံသည်အများစုကတော့ဒီအတိုင်းပါပဲဒီတော့ငါဒုက္ခငါရင်ဆိုင်မယ်ငါမျက်ရည်ငါသိမ့်မယ်ငါအခက်ခဲငါကြော်လွှားမယ် ဒီစိတ်မွေးကိုမွေးရတယ်တဖက်ကမြတ်စွာဘုရားတရားတွေကိုအများအများနှလုံးသွင်းရတယ်တော်တော်ကိုတရားထိုင်ပြရတာတော်တော်ကိုကိုကိုဆုံးမပြရတာမတုံမလုံနေနေအောင်ကြိုးစားရည်ခြင်းပင်မဲ့မရည်နဲ့ငိုခြင်းလည်းမငိုနဲ့မြတ်စွာဘုရားအဲ့အဆင့်အထိရောက်အောင်ကြင်ကြံလို့ပြောထားတာတောကငိမ့်အောင်မျက်ရည်သိမ့်အောင်အမြဲခြင်းတွေအဖန်ဖန်ဆင်ခြင်းပြီးတော့အော်လောကတွေဖောက်ပြန်တယ်ဒီတစ်ခုပဲ ယုတ်တရားနံတရားအလုံးဖောက်ပြန်တယ်မဖောက်ပြန်တော့တရားဘာမှမရှိအဲ့တော့ဘယ်အရာကိုမှယုံပြီးတော့ပုံအပ်တာတော့ဘယ်အရာကိုမှမျောလင်းချက်ကြီးတွေထားထားတာတော့မရှိတော့ဒီနေ့တနေ့စာအတွက်ပဲအသက်ရှင်တယ်တနေ့တာအကောင်းဆုံးအသက်ရှင်လိုက်မယ်ဒုက္ခကြီးတွေမှာသူများဒုက္ခရောက်ခါမှအဲ့ဒီဒုက္ခရောက်တဲ့သူတွေကိုတပူပေါ်နှစ်ပူစင့်အောင်လှုပ်တတ်တဲ့သူတွေ ရှိနေပါလားလို့သိရင်သိတဲ့အတိုင်းသာထားလိုက်တော့အဲ့ဒီလူတွေဘယ်တော့မှလည်းမပြောင်းလဲဘူးပြင်လည်းမပြင်ဘူးဘာကြောင့်ကိုကိုတိုင်းခံခဲ့ရတာဘယ်တော့မှမပြင်ပါဘူးဒါတော့ပြင်လာပါစေလို့လည်းမတောင့်တပါနဲ့သူတို့မပြင်လို့လည်းပဲဒေါသမထွက်ပါနဲ့ကိုတရားနဲ့ကိုသာဒီလောကရန်ကိုကြံ့ကြံ့ခံနိုင်အောင်သာဆက်ပြီးတော့စ조사ရတာ조사နိုင်ပါစေလို့ဘုန်းကြီးဆုတောင်းပေးပါတယ်ဘုန်းကြီးလိုပဲကြော်ဖြတ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် လူမှန်နေနဲ့တွေ့ပါစေလို့လည်းဆုတောင်းပေးပါတယ်အဲ့ဒီလူမှန်တွေကလည်းကိုယ်ကိုတတ်တာခွင့်ရအောင်ဖေးမှပေးနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးစိတ်ဆင်းရဲနေသူများအပူတွေနဲ့ကြုံနေသူများအပူတွေငြိမ်း၍အေးကြပါစေ